မင်္ဂလာပါရှင်ဆိုင်းခွန်အောင်အချမ်းမြေကုမ္ပဏီရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပုံစံ105 106ခုခေါ်တဲ့မြေပုံမြေရာဇဝင်စာရွက်စာတမ်းများအကြောင်းပဲဖြစ်ပါရရှင်။ပုံစံ105ဆိုတာကတော့မြေပုံစာရွက်ဖြစ်ပြီးတော့ပုံစံ106ဆိုတာကတော့မြေရာဇဝင်အတူချုပ်ပဲဖြစ်ပါတယ်။ပုံစံ105 106တို့မှာပိုင်ရှင်အမည်မြေအမျိုးအစားနဲ့အခြေဝင်းတို့ကိုဖော်ပြထားပါရရှင်။ မြို့နယ်မြေစင်းဦးစီးဌာနကထုတ်ပေးတဲ့မြေပုံမြေရာဇဝင်တွေမှာမြေပုံကိုမြေစင်းပုံစံ၁၅မြေရာဇဝင်ကိုပုံစံ၁၆အဖြစ်နဲ့ထုတ်ပေးပါတယ်ရှင်။ရှမ်းကုန်မြို့တော်စီမံတရားရေးကော်မတီကထုတ်ပေးတဲ့မြေပုံမြေရာဇဝင်တွေမှာမြို့ပြစီမံကိန်းနဲ့မြေစီမံခန့်ခွဲမှုဌာနမှလက်မှတ်ရေးထိုးပေးပါတယ်ရှင်။သက်ဆိုင်ရာမြို့နယ်ကထုတ်ပေးတဲ့ပုံစံ၁၅မှာတော့သက်ဆိုင်ရာမြို့နယ်မြေစင်းဌာနမှကိုယ်တိုင်လက်မှတ်ရေးထိုးမှာပဲတရားဝင်ပါတယ်ရှင်။ပုံစံ၁၅ဆိုတာကတော့ပိုင်ဆိုင်မှုအာမခံချက်မဟုတ်ပါဘူးရှင်။ 105ဆိုတာကတည်နေရာကိုဖော်ပြရင်ဒီဆောင်လုပ်ခွင့်လျှောက်ထားရတဲ့တည်နေရာကိုရည်ညွှန်းဆိုရန်အတွက်မြေစင်းဌာနကထုတ်ပေးတဲ့မြေပုံစံတစ်ခုသာဖြစ်ပါလေရှင်။ပုံစံ106လို့ခေါ်တဲ့မြေပုံမြေရာဇဝင်လျှောက်ထားရန်လိုအပ်သည့်ချက်များကတော့အမည်ပေါက်ဖြစ်ပါကနံပါတ်1နိုင်ငံသားစီစီရေးကဗျာမိတ်တူနံပါတ်2မြေကိုမြေကကျွေးချံကင်းရှင်းချောင်းထောက်ခံစာနံပါတ်3လျှောက်ထားရသည့်အကြောင်းအရာတို့လိုအပ်ပါလေရှင်။ အမည်ပေါ့မဟုတ်ပါကပိုင်ဆိုင်ရသည့်အကြောင်းအယောင်းဝယ်ဆက်ဆက်စာချုပ်များသို့မဟုတ်ပိုင်ဆိုင်ရသည့်အကြောင်းတရားရုံးအနိုင်ဒီဂရီသို့မဟုတ်ပိုင်ဆိုင်ရသည့်အကြောင်းတရားရုံးကျမ်းချိန်လာပါရှိရပါမယ်ရှင်။မြေပုံမြေရာဇဝင်လျှောက်ထားတဲ့အကြောင်းများအမျိုးမျိုးရှိနိုင်ပါတယ်ရှင်။အိမ်အသက်ဆောင်ရာအတွက်မြေပုံမြေရာဇဝင်လျှောက်ထားခြင်းအကြီးစားပြင်ဆင်ရန်အတွက်လျှောက်ထားခြင်းမြေကွက်ခွဲရန်အတွက်လျှောက်ထားခြင်းခြံစည်းရုပ်ကာရန်အတွက်လျှောက်ထားခြင်းမိမိပိုင်ဆိုင်ကြောင်းမှတမ်းထားရန်အတွက်လျှောက်ထားခြင်း အရာဝယ်မှတ်ပုံတင်စာချုပ်ချုပ်ရန်အတွက်လျှောက်ထားခြင်းအပိုင်ပေးစာချုပ်ချုပ်ရန်အတွက်လျှောက်ထားခြင်းစွန့်လွတ်စာချုပ်ချုပ်ရန်အတွက်လျှောက်ထားခြင်းအမှားပြင်စာချုပ်ချုပ်ရန်အတွက်လျှောက်ထားခြင်းဗမာငွေချေးရန်အတွက်လျှောက်ထားခြင်းတို့ဖြစ်ပါလေရှင်။တရားဝင်စာချုပ်ချုပ်ဆိုရန်အတွက်သာဆိုသည့်မြေရာဇဝင်မှလွဲပြီးတော့တံမြေပုံမြေရာဇဝင်လေးနဲ့စာချုပ်ချုပ်ဆိုရမရပါဘူးရှင်။ဥပမာအားဖြင့်အဝေးစီးတွင်တူးရန်အတွက်လျှောက်ထားပြီးရရှိတဲ့မြေပုံရာဇဝင်တစ်ခုကိုတရားဝင်ကိစ္စတွင်အသုံးပြုရမရပါဘူးရှင်။ လျှောက်ထားသည့်အကြောင်းအရာအားပြောင်းလဲ၍အသုံးပြုရမြနိုင်ပါရှင်။ဒါကတော့ဒီနေ့မျှဝေပေးခြင်းနဲ့ပုံစံ105 106နဲ့ပတ်သက်တဲ့အကြောင်းအရာလေးအချို့ပဲဖြစ်ပါရဲ့ရှင်။အင်ချမ်မြင်နဲ့ပတ်သက်တဲ့ဥပဒေအကြောင်းအရာဝန်ဆောင်မှုများအတွက်ဒီမှာတော့ဆိုင်းခွန်အောင်အင်ချမ်မြေကုမ္ပဏီရဲ့အောက်ပါဖုန်းနံပါတ်များဖြစ်တဲ့39 6431 6 39 6431 6956တို့ကိုဆက်သွင်းနိုင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့လူချင်းမင်းတူတယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။